ရခိုင်ပြည်သူလူထုတရက်လုံးအပါအဝင် တနိုင်ငံလုံးကပြည်သူတွေဟာစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုအယုံကြည်မရှိချိန်မှာရခိုင်ပါတီတက်တစ်ခုကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှုရခိုင်တိုင်းသားများပါတီအမည်နဲ့ရှောက်ထားတယ်လို့စစ်ကောင်စီကကြေညာပါတယ်။ရခိုင်တိုင်းသားများပါတီအမည်နဲ့ရခိုင်ပါတီတက်ဟာစစ်ကောင်စီလက်အောက်ကရွေးကောက်ပွဲကော်မရှင်စီနိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေပုံမှန်၃အရာနိုင်ငံရေးပါတီဖြစ်ခွင့်ရရှိရေးဝင်ရောက်ရှောက်ထားတာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့အတွက်ရွေးကောက်ပွဲကော်မရှင်စီမှတ်ပုံတင်ခဲ့တဲ့ရခိုင်တိုင်းသားများပါတီဟာရခိုင်တမျိုးသားလုံးကိုကိုးစားမပြုသလိုရခိုင်လူထုအတွက်လည်းလိုအပ်တဲ့ပါတီမဟုတ်ဘူးလို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းရင်မှုဦးမျိုးကျော်ကတုံ့တက်ပါတယ်။ခုရွေးကောက်ပွဲကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲဆိုတာစစ်အာဏာရှင်ကနေပြီးတော့တရားမဝင်တော့နီးနဲ့နော် အတူယုံရွေးကောက်ပွဲကိုကျင်းပမယ်ဆိုတဲ့အနေအထားမျိုးကိုတွေ့ရတယ်။အဲဒါကြောင့်ကျွန်တော်တို့ကတော့ဒီဖြစ်ပေါ်လာမဲ့အတူယုံရွေးကောက်ပွဲကိုတော့လည်းကျွန်တော်တို့ကတော့မလို့လောက်ဘူးစန့်ကျင်နေကန့်ကွက်တယ်ဟန်တာတယ်။အဲ့ဒီလိုအရှင်နေအရှင်ခါမျိုးမှာမှာနော်ရခိုင်တိုင်းရင်းသားပါတီဆိုပြီးတော့ဖွဲ့စည်းလာတဲ့အာကတော့ကျွန်တော်တို့ ਨੇ လောလုံး မပတ်တဲ့ဘူးကျွန်တော်တို့ကနဲဒါရခိုင်ပြည်သူတွေလည်းကိုစားပြုနိုင်နိုင်မယ်မထင်ဘူးเนาะနောက်တစ်ဆက်တည်းမှာဒီနေ့ရခိုင်ပြည်အနေထားရတယ်เนาะအဲရွေးကောက်ပွဲကျင်းပလို့လည်းရမှာမဟုတ်ဘူးเนาะရခိုင်ပြည်အတွက်လည်းအဲ့လိုနိုင်ငံရေးပါတီမလိုအပ်ဘူးလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပေါ့เนาะ အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်ကရွေးကောက်ပွဲကိုလာမဲ့ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလ2လအတွင်းအပိုင်း၄ပိုင်းခွဲပြီးကျင်းပမှာဖြစ်တယ်လို့ပြီးခဲ့တဲ့မတ်လ29ရက်မှာပြုလုပ်ခဲ့တဲ့တမရော်နီအခမ်းအနားမှာပြောဆိုခဲ့တာပါ။ ရခိုင်ပြည်သူအပါအဝင် တနိုင်ငံလုံးကပြည်သူတွေဟာရွေးကောက်ဝဲကိုကြိုးဆိုလက်ခံမှုမရှိသလိုရခိုင်ပြည်နယ်ဘက်မှာလည်းရခိုင်ပြည်သူလူထုကိုကိုးစားပြုနိုင်တာဟာအရခတတော်တစ်ခုသာရှိပြီးစစ်ကောင်းဆောင်ပြုလုပ်မဲ့ရွေးကောက်ဝဲဟာစစ်မှန်တဲ့ရွေးကောက်ဝဲဖြစ်လာမှာမဟုတ်ဘူးလို့ရခိုင်ပြည်ကျောင်းသားတမကရဲ့ရဲဘော်ဟောင်းကိုဦးတန်းနိုင်ကပြောပါတယ်။အဓိကရခိုင်ပြည်သူတစ်ခုလုံးကလည်းဒီရေကပွေးကိုလဲမခင်တာကြာခဲ့ပြီပေါ့နော်ဆိုတော့အနာသိမိကတိကပေါ့ တော့လက်ရှိရခိုင်ပြည်မှာကဒီရခိုင်ပြည်သူတစ်ခုလုံးကိုကိုယ်စားပြုတာကဒီခိုက်တက်တော်အေးဖြစ်တယ်ဆိုတော့နောက်ဒီတိုင်းရင်းသားလူထုတစ်ခုလုံးကလည်းထောက်ခံနေတာတော့တွေ့ရတယ်ဆိုတော့ဒီကဒီအာနာသိမ့်ပြီးနောက်ပဲပေါ့နော်ဒီဒီရခိုင်မှာကအုပ်စုတစ်ခုကိုယ်တော်တယ်တချို့ကဒီအာနာသိမ့်တာလက်မခံအမှုဆိုတဲ့အဖွဲ့ရဲ့နောက်တစ်ခုကတော့ဒီအေးရကပွင့်နေတော့မယ်ဆိုတဲ့အဖွဲ့ပေါ့နော်ဆိုတော့ ဒီများသားအဖြစ်လက်မခံတဲ့အဖွဲ့ကတော့တချို့အော်ကိုအဆင်ပြေမဲ့နေရာတွေမှာနေတယ်တချို့ကလည်းအဲလက်ရှိဒီတော်လိုင်းအထက်မှာပူပေါပါဝင်နေတာတွေ့ရတယ်ပေါ့နော်ဆိုတော့အာနောက်တစ်ဖွဲ့ကတော့အာသူတို့အနေနဲ့ဒီရေကောက်ဝေးတော်မယ်ပေါ့ဆိုတော့အရေကောက်ဝေးတော်မယ်ဆိုရင်လည်းဒီအခိုင်ပြည်သူလူထုတစ်ခုလုံးကတော့အာကိုစားပြုမှာတော့မဟုတ်ဘူးဆိုတော့သူတို့ဒီအေသူတို့အနေနဲ့လုံပင်းနိုင်တာ အာဆိုရင်လေဒီအပြေပါဖက်မှာရှိတဲ့ဒီရခိုင်တွေရေပေါ့နော်အာအရေးလောက်ပဲသူတို့ကလုံနိုင်ပြီလို့တော့ထင်တယ်အဲဆိုတော့ကျွန်တော်ပုဂ္ဂိုလ်ရဲ့အမြင်အရကတော့ကျွန်တော်တို့ကဒီရေကောက်ပွေးဆိုတာမျိုးကိုကျွန်တော်တို့ကသဖောမကြဘူးဒါကနထုတ်ဆိုင်ဖွေးစေးပုံအခြေခံဥပဒေကတော့တယ်ဆိုတော့အဲဒါကဒီတိုင်းရင်းသားတွေအခွင့်အရေးရောဒီရခိုင်တွေရဲ့အခွင့်အရေးအတွေ့ရောဒါက ရမှာမဟုတ်ဘူးလို့ရေကောက်ပွေးစနိုက်ကရမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သုံးသက်ပါတယ်ဟုတ်ကဲ့တနင်္ဂနွေလုံးတိုက်ပွဲပြိပကဖြစ်နေချိန်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုပြည်သူလူထုကစိတ်ဝင်စားနိုင်မှာမဟုတ်တယ်လို့လူတိုင်းပါဝင်နေလွတ်လပ်မျှတတဲ့ရွေးကောက်ပွဲလည်းဖြစ်နိုင်မှာမဟုတ်ဘူးလို့နိုင်ငံရေးလှလာတုံသက်သူတွေကပြောပါတယ်ရွေးကောက်ပွဲမိမတမာမှုကိုအကြောင်းပြပြီးအရသာအစိုးရစီကနေအာဏာသိမ်းယူခဲ့တဲ့စစ်တပ်ဟာရွေးကောက်ပွဲကိုပြုလုပ်မယ်ဆိုရင်တော့မြို့နယ်ပေါင်းတရာဝန်းကျင်လောက်မှာပဲပြုလုပ်နိုင်မှာဖြစ်တယ်လို့သိရပါတယ် ရွေးကောက်ပွဲမဲမတာမှာမှုကိုအကြောင်းပြပြီးတော့အာဏာသိမ်းတာဖြစ်တယ်။ဆိုတော့အဲ့ဒီအချိန်တုန်းကမြို့နယ်ပေါင်း330မှာ300ကျော်เนาะ330နီးပါးလောက်ပဲသူတို့သူတို့30နီးပါးလောက်ကိုရွေးကောက်ပွဲမှာအကျင်းပနိုင်တယ်ပေါ့နော်။ပြောနေ300ကျော်ကျင်းပနိုင်တယ်အခုသူတို့ကနေပြီးတော့နိုင်ငံရေးထွက်ပေါက်နေတဲ့နေပြီးကျင်းပမယ်ဆိုတဲ့အချိန်မှာ မျိုးနယ်ရမြန်မာနိုင်ငံရှိတဲ့မျိုးနယ်ရတဝက်မဟုတ်ဘူးသုံးပုံတပုံတော့မှမသိချာဘူးပေါ့ဦးမျိုးနယ်130ရက်တော့ကြားရတယ်ပေါ့နော်အဲ့တော့ဘလောက်ထိကိုစားပြုံမှုနဲ့တဟဇာတာဖြစ်လဲဆိုတဲ့ဟာကိုပြည်သူတွေကိုကိုစားပြုတယ်မဲဆန္ဒရှင်ကိုကိုစားပြုလဲဆိုတဲ့ဟာကတော့သူတို့ရဲ့လုတ်တဲ့လုတ်ဆောင်ချက်တွေအပေါ်မှာကိုကတိတိကျကျကွဲပြားသွားပြီဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကကျွန်တော်အနေနဲ့ကတော့ဒီအတူယုံရေးကောက်ဘက်ကိုလည်းမယုံကြည်သလို ဒီမှာပါဝင်နေတယ်ဆိုတော့အဲ့ဒီဟာထက်ထဲမှာပူပေါင်းပါဝင်ပေါ့တနည်းအားဖြင့်ပြောဆေးအာနာရှင်တဲ့ဆိုရှင်ပေါ့2008အောက်ကိုပြန်တော့ရှင်နဲ့ဖောက်ပြန်တဲ့ဒီထဲမှာပါလိမ့်မယ်လို့ပဲပြောရှင်ပါခင်ဗျ လက်ရှိစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စီကိုနိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေပုံမှန်၃အရာရှောက်ထားတဲ့ပါတီပေါင်း၂၁ပါတီနိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေပုံမှန်၂၅အရာနိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်နဲ့မှတ်ပုံတင်ခွင့်ရှောက်ထားတဲ့ပါတီ၅၀ရှိပြီးစုစုပေါင်း၈၁ပါတီဟာမှတ်ပုံတင်ထားပြီးဖြစ်တယ်လို့သိရပါဗျာ။